2024-25 Nation League ဘောလုံးပွဲမှာပေါ်တူဂီတင်းကလက်ရှိချန်ပီယံစပိန်တင်းကိုပနာတီအဆုံးဖြတ်နဲ့အနိုင်ယူပြီးဒုတိယအကြိမ်မြောက် Nation League ချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။စပိန်တင်းဟာပေါ်တူဂီကိုနှစ်ကြိမ်တည်းတိုင်းဥဆောင်နိုင်ခဲ့ပေမဲ့ပေါ်တူဂီတင်းရဲ့အနိုင်မခံအရှုံးမပေးစိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုတွေကြောင့်လက်ရှိချန်ပီယံပွဲကိုမကာကွယ်နိုင်ခဲ့ပါဘူး။ 22မိနစ်မှာစပိန်အသင်းတို့ရဲ့အဖွင့်ကိုကိုဇူဘီမန်ဒီကသွင်းယူခဲ့ပြီး26မိနစ်မှာပက်ဒရိုနာဒိုပေးတာကနေနူနိုမန်ဒက်စ်ကခြေပါကိုသွင်းယူခဲ့ပါတယ်။ပထမပိုင်းပြီးကနေမှာပက်ဒရီရဲ့တည်တဲ့ဖန်တီးမှုကနေအိုယာဇာဘယ်ကဒုတိယကိုသွင်းယူခဲ့ပေမဲ့62မိနစ်မှာတော့ပေါ်တူဂီတို့ရဲ့အဖိုးတန်ခြေပါကိုကိုဝိုင်းရင်တိုက်စစ်မှုစီရနိုတို့ကပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ။တာမန်ပွဲကစားချိန်မိနစ်90အတွင်းအပြည့်မပေါ်တာကြောင့်အချိန်ဘူးမိနစ်30ဆက်ကစားတော့လေတပတ်နဲ့တပတ်ဂိုးမသွင်းနိုင်တဲ့အတွက်ပနာဒီအဆုံးဖြတ်ခံယူခဲ့ရပါတယ်။ပနာဒီမှာပေါ်တူဂီဘက်ကဂွန်ဆာလိုရာမို့စ်ဖီဒင်ညာဘရူနိုဖာနန်ဒက်စ်နူနိုမန်ဒက်စ်နဲ့ရူဘင်နီဗက်စ်တို့အားလုံးဂိုးဝင်အောင်ကန့်သွင်းခဲ့ကြပါတယ်။စပိန်အသင်းကတော့မာရီနိုဘိုင်နာ အစ်စကိုရိုဂိုးဝင်ခဲ့ပေမဲ့အသင်းကောင်းဆောင်မိုရာတာရဲ့စိတ်ပြက်စရာပန်နရီကောင်းသိမှုကြောင့်ပေါ်ရီဂိုးသမားဒီယိုဂိုကော့စတာအလွယ်တကူကာကွယ်နိုင်ခဲ့လို့ပေါ်တူဂီအသင်း၅ဂိုး၃ဂိုးနဲ့အနိုင်ယူပိုဆွဲခဲ့ပါဗျာ။အခုပွဲမှာစပိန်လူငယ်ကျယ်ပွင့်လမင်းညမာကိုအကောင်းဆုံးထွေးချုပ်ပြီးခြေစွမ်းပြကစားနိုင်ခဲ့တဲ့နောက်ခံလူနူနိုမန်ဒက်စာအကောင်းဆုံးကစားသမားဆုဆုခုခဲ့ပါဗျာ။ ပေါ်တူဂီအသင်းဟာ2019နောက်ပိုင်း Nation League မှာတကြောပြန်ပိုဆွဲခဲ့ပြီးချန်ပီယံဆုနှစ်ကြိမ်ရယူနိုင်တဲ့ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။အသက်40အရွယ်ရှိပြီဖြစ်သူပေါ်တူဂီကံတွင်ကစားသမားကြီး C Ronaldo ကတော့လရွေးစဉ်အသင်းနဲ့အတူ Euro Champion တစ်ကြိမ် Nations League ဖလားနှစ်ကြိမ်ရရှိခဲ့ပြီးကစားသမားဘဝတစ်လျှောက်စုဖလားစုစုပေါင်း36ခုအထိပိုင်ဆိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပေါ်တူဂီသင်းဟာ2010ခုနှစ်တုန်းကခြေစမ်းပွဲမှာစပိန်ကို၄ဂိုးပြန်အနိုင်ရပြီးနောက်ပိုင်းဆယ်စုနှစ်တစ်ခုကျော်ကြာမှစပိန်သင်းကိုနိုင်ဝဲပြန်လည်ရယူနိုင်ခဲ့ပါတယ်။အခုပွဲမှတိုင်ခင် Nations League ပြိုင်ပွဲမှာစသုံးပွဲစတားရှုံးပွဲမရှိဘဲ၉ပွဲနိုင်၄ပွဲတည်ကြခဲ့တဲ့စပိန်သင်းဟာပေါ်တူဂီနဲ့အတွေ့မှာတော့ရှုံးပွဲမရှိမှတန်းကောင်းအဆုံးသတ်ခဲ့ရပါပြီ။